အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအတွက်ရန်ကုန်မြို့ရင်းကျမပြုလုပ်လျက်ရှိတဲ့ပွဲခန္ဓာများကိုအစဉ်မပြတ်ရိုက်ကူးတင်ဆက်ပေးနေတယ်ကျမတို့ရန်ကုန်မြို့ဝင်းကျေးအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးခြင်းတဲ့ခန္ဓာကတော့အာထာကနှစ်တကုံမြို့မကျောင်းမှာကျမပြုလုပ်လျက်ရှိတဲ့ထူးချွတ်ပညာရေးကျွန်းစုပေးပွဲခန္ဓာပဲဖြစ်ပါရဲ့ရှင်ဒီကနေ့ဝေးရရောက်ရှိနေတဲ့နေရာကတော့အာထာကနှစ်တကုံမြို့မကျောင်းမှာပဲဖြစ်ပါတယ်ပရိသတ်များကလည်းမြို့မကျောင်းမှာနှစ်ဆင်ထွက်ရှိလျက်ရှိတဲ့ကျောင်းသားကျောင်းသူများရဲ့ထူးချွတ်မှုတွေတရှိရအောင်လို့ခန္ဓာကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့ကြည့်ရှုအားပေးစေချင်ပါတယ်ရှင် နာကိုတော့ဖိတ်ကြားထားသောဧည့်သည်တော်များ၊ចောင်းကျူတော်ဆောင်များ၊ចောင်းသားဟောင်းကြီးများ၊សុខចောင်းသားចောင်းသူများနဲ့ចောင်းသားမိဘများကတက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။ဧည့်သည်တော်များကြွားရောက်ပြီးနောက်မှာတော့2015-2016ထူးချွန်စုပေးပွဲကိုစတင်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူလေးများရဲ့ဗတ်ဆောင်ဆင်နွှဲစုပေးပွဲတွေတခြင်းကိုစုပေါင်းတည်ဆူခဲ့ကြပြီးနောက်မှာတော့ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဥနန္ဒကျော်စွာကအဖွင့်အမှားစကားနဲ့တူအလှူငွေပေးရမှုကိုလက်ခံပေးခဲ့ပါတယ်ရှင်ဆလဘီအထကနဲ့တကုံမြို့နယ်မြို့မကျောင်းရဲ့အနာရကဘူကျော်ဦးစိန်ထွားကလည်းအလူငွေများကိုထပ်မံလက်ခံပေးခဲ့ပါတယ်ရှင်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လျှက်စစ်နှင့်စက်မှုလက်မှုဝင်ကြီးဌာနဥညာဏ်ထွန်းကလည်းအလှူငွေပေးအပ်မှုကိုလက်ခံခြင်းနဲ့အတူအမတ်တရစကားပြောကြားပေးခဲ့ပါတယ်။လက်ရှိတာဝန်ထမ်းဆောင်ပေးနေတဲ့အကြောင်းဆရာကြီးကလည်းထူးထွန်းအကြောင်းသားအကြောင်းသူများပေါ်ထွက်လာစေဖို့စူးစမ်းပေးနေမှုနဲ့အတူအကြောင်းအတွက်ဆောင်ရွက်ပေးနေမှုတွေကိုလည်းအခုလိုပဲဖြေကြားခဲ့ပါတယ်ရှင်။ ဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျဒီနေ့ကျင်းပါတယ်ဆရာတို့ကြားပညာရေးရုပ်စုပွဲပေးပွဲမှာပေါ့နော်ဆရာတို့ပေးရပေးသွားမယ်စုမျိုးစားတွေအကြောင်းကိုသိကျင်းပါတယ်ရှင်သူပေးပွဲခန်းနာမှာပြည့်ရချင်းမင်းမှာတော့မနစ်ကောင်ကဒီ2015တက္ကသိုလ်ဆောင်ဝင်းမှာထူးချွန်စွာအောင်မြင်ရတဲ့ကလေးတွေနဲ့နောက်တစ်ခါကျောင်းတွင်းမှာကျောင်းတွင်းဆောင်ဝင်းတွေမှာထူးချွန်စွာအောင်မြင်တဲ့ကျောင်းသားကျောင်းသူများကိုစုချင်းမင်းတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်တက္ကသိုလ်ဝင်ထမ်းဆောင်ဝတ်အောင်မြင်ကြတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဘလို့စုမျိုးစားတွေပေးရပေးသွားဖို့စီစဉ်နေရှိလဲဆိုတာလည်းသိချင်ပါသေးဆရာ တက္ကသိုလ်ဆံမွေးမှာ6ဘာသာဂုဏရတဲ့ကလေး3ဦးရှိပါတယ်5ဘာသာဂုဏရတဲ့ကလေးက9ဦးရှိပါတယ်4ဘာသာဂုဏရတဲ့ကလေးက9ဦးရှိပါတယ်နောက်ကျန်တဲ့3ဘာသာ2ဘာသာတဘာသာစသဖြင့်အလုံးပေါင်းလိုက်လို့ရှိရင်53ဦးရှိပါတယ်နောက်ဒါအပြင်ဒီเจ้าမှာသူငယ်တန်းကလေးကစနေပြီးတော့ဟိုဆယ်တန်းအထိမပြတ်မကွက်ဆက်နေတယ်နှစ်စဉ်လဲအောင်လာတယ်နောက်ဆုံးနှစ်ဆယ်တန်းကိုလည်းနှစ်ချင်းမအောင်လဲဆက်တဲ့ဟိုမြို့မမောင်မြို့မပဲဆိုတော့တီထွန်းထားတဲ့စုကအဲ့လိုရတဲ့ကလေးက20ရှိပါတယ် ဲ့ကလေးတွေအလုံးစုချင်းမြင့်တဲ့အခါမှာခြောက်ပါသာဂုဏ်လူရတဲ့ကလေးသုံးခုတော့ဆရာကြီးတို့ရွှေတကြသားစုချင်းမြင့်ပါတယ်ရွှေတကြသားမှာရွှေဆွေပြားလေးမှာကြောင်းစိရိုက်ပြီးတော့ဆွေကျိုးလေးနဲ့ချင်းမြင့်ပေးပါတယ်ဒါပြင်အဲ့ဒီသုံးခုတည်းကအမှတ်များဆုံးရတဲ့ကလေးကိုနောက်ထပ်အမှတ်များဆုံးစုဆိုပြီးတော့ဒီကမြို့မဖခင်ကြီးဆရာကြီးဥပလွန်ပြီးသားစုကနေပြီးတော့နောက်ထပ်တကြသားချင်းမြင့်ပေးပါတယ်နောက်ငါးပါသာဂုဏ်လူရတဲ့ကလေးကိုတော့ဆရာကြီးတို့ငါမူသားဆွေပြားလေးတွေစုချင်းမြင့်ပါတယ်လေးပါသာဂုဏ်လူရတဲ့ကလေးတွေတော့တမတ်သားဆွေပြားလေးတွေစုချင်းမြင့်ပေးပါတယ် ကျန်တဲ့ကလေးတွေကတော့ငွေသားတွေပါပဲကွ။နောက်ကျောင်းတွင်းစုရတဲ့ကလေးတွေကိုလည်းပဲဆရာတို့ထားတဲ့တန်တန်ဒီလိုပဲကျောင်းတွင်းစုရတဲ့ကလေးအလုံးမောင်းလိုက်လို့ရှင်316ဦးရှိပါတယ်။316ဦးရှိပါတယ်။အဲ316ဦးကိုလည်းပဲထားတဲ့တန်တန်ချိမြှင့်ထားပါတယ်။ဟုတ်ကဲ့ပါရှင်။လူရေကျုံနဲ့များစွာပေါ်ထွက်လာစေဖို့အတွက်ဆရာတို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးစည်းကမ်းသတ်မှတ်ချက်တွေထားပြီးတော့အုပ်ချုပ်လဲဆိုတာလည်းပြပေးပါအောင်ရှင်။လူရေကျုံနဲ့ဆိုဒီနှစ်တော့ဟိုခုတော့ဘက်စုံထူးကျုံလို့ခေါ်တာပေါ့ကွ။လူရေကျုံပေါ့ဒီနှစ်တော့ဆရာကြီးတို့အကြောင်းမရလိုက်ဘူးကွ။ မနစ်ကဇာတိတို့လူကျင်တယောက်ပြဆုံထူးကျင်တယောက်ရပါတယ်နောက်တစ်ခါဒီနှစ်အထိဟိုစကောလာရှစ်ပေါ့လေတန်းပညာသင်စုတူအထက်တန်းပညာသင်စုတူလဲရရှိထားပါတယ်နောက်ခုနလိုဟိုတက္ကသိုလ်ဆောင်မှာထူးကျင်သောအော်ဘီနာဆိုလဲဆရာကြီးရောက်စနှစ်က6ဘာသာ6ရောက်ထွက်ပါတယ်မနစ်ကလည်း6ထွက်ပါတယ်ဒီနှစ်တော့ဇာတိတို့နည်းနည်းလေးကြသွားတယ်ဟိုဒီတွက်လဲဆရာကြီးတော့ဟိုအခုလာမယ့်နှစ်မှာဓာတ်ရပို့ပြီးတော့ဟိုလာတုတ်တက်လာအောင်စူးစမ်းအထုမဲတို့ကလေးတွေကိုလည်းတိုက်တွန်းအပေးထားပါတယ်ဆရာတို့လည်းဆောင်ရွက်သွားမှာဖြစ်ပါတယ် လူဝင်များလက်ခံပြီးနောက်မှာတော့ဒုတိယရန်ចောင်းသားចောင်းသူလေးများရဲ့မောင်ရွှေရိုးနဲ့ချစ်စပယ်တည်သချင်းတယုတ်ဖို့မှုကိုတင်ဆက်ပေးခဲ့ပါတယ်။တင်ဆက်မှုများပြီးမှာတော့ငါးနှစ်ဆက်တိုက်ထူးချွန်စုများစကူခဲ့တဲ့တားမျိုးမဘွဲရာထူးချွန်ចောင်းသား6ပါးသားဂုံနှုရှင်ကိုလည်းဗိုလ်ချုပ်ဦးစိန်ထွားမှချီးမြှင့်ပေးခဲ့ပါတယ်ရှင်။ မြမကျောင်းကုံဆောင်6ဘာသာအမှတ်အများဆုံးကျောင်းသားနဲ့တကွ6ဘာသာကုံတူးရှင်များအားလုံးကိုတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လျှက်စစ်နဲ့စက်မှုလက်မှုဝင်ကြီးဦးညံ့ထွန်းမှစုချီးမြင့်ပေးအပ်ခဲ့ပါတယ်ဘာသာကုံထူးနေတကွာမြို့မကျောင်းမပေးအပ်တဲ့တာမျိုးမဆူရရှိသူထူးချွန်ကျောင်းသားတူကလည်းအခုလိုပဲပြောကြခဲ့ပါသေးတယ်ရှင်။ ကဲမင်္ဂလာပါခင်ဗျာအခုပေါ့နော်2015 2016အကြောင်းမှာမောင်လေးရရှိတဲ့သုတစိတ်အကြောင်းလည်းသိချင်ပါရဲ့ရှင်ဟုတ်ကဲ့ကျွန်တော်ရရှိတာကတော့ဟိုတားမျိုးမစုရဲ့6ပါတာကုန်လို့ဆိုရဲပေါ့နော်တားမျိုးမစုကတော့သူငယ်တန်းနေတသမတန်းဒီပညာတည်ယူတဲ့လူတွေထဲမှာအမှတ်အများဆုံးပေးရဖြစ်ပါတယ်နှစ်စက်နှစ်တိုင်းပေါ့နော်အခုလိုမျိုးတားမျိုးမစုရရှိအောင်လို့မောင်လေးနေနဲ့ဘယ်လိုပုံစံမျိုးစူးစမ်းလေ့လာခဲ့ရလဲဆိုတာလည်းသိချင်ပါရဲ့ရှင်ဟုတ်ကဲ့ဟိုကျွန်တော်တနေ့စာတနေ့ကိုပြန်ဖတ်တယ်ပေါ့နော်စာတွေကိုလည်းနားလည်အောင်လုပ်တယ်ပေါ့ဟိုအလွတ်မကျပဲနဲ့ဒီချာနားလည်အောင်ကျမလို့အခုလိုရဖြစ်ပါတယ် ချောဘာသာဂုံလူရှင်များအတွက်စုများပေးအပ်ပြီးနောက်မှာတော့မှတ်တမ်းတက်ပုံရိုက်ကူကငါဘာသာဂုံလူရှင်များအတွက်စုချင်းမြင့်ပေးရခြင်းကိုစတင်ခဲ့ပါတယ်ဘာဘာသာကုံလူရှင်၉ယောက်အားစုချင်းမြင့်ပြီးအမှတ်တရတပ်ပုံရိုက်ကူးမှုအပြီးမှာတော့၄ဘာသာကုံလူရှင်များကိုထပ်မံစုချင်းမြင့်ပေးအပ်ခဲ့ပါရှင်။ကြောက်လာကြတဲ့ဧည့်သည်တော်များအတွက် မူဂျိုရင်သွေးငယ်လေးများကလည်းချက်စရာကောင်းတဲ့ဟန်ပန်လေးများနဲ့အတူချော်ပြေတင်ဆက်မှုကိုစတင်ခဲ့ပါတယ်။ပညာရေးကျုံစုပေးဝဲပြည်မြောက်ရေးအတွက်တာဝန်ယူဆောင်ရွက်ပေးနေတဲ့ကျောင်းသားဟောင်းကြီးတူကလည်းအခုလိုပဲဖြည့်ချခဲ့ပါတယ်ရှင်။ မင်္ဂလာပါရှင်ဟောမင်္ဂလာပါဗျာဟုတ်ကဲ့ပါရှင်ကိုရိုင်းတာဝန်ယူဆောင်ရွက်နေတဲ့အချိန်ကနေပြီးတော့အခုချိန်ထိတိုးတက်ပြောင်းလဲလာတဲ့ပြောင်းလဲမှုအခြေအနေတွေကိုလည်းသိချင်ပါတယ်ရှင်အာဒီနေ့ချိန်ထိပြောင်းလဲမှုကအကြောင်းရတအားကြီးကိုတိုးတက်လာတယ်လေယူပိုင်းဆိုင်မှာလည်းတိုးတက်လာတယ်ပညာရေးကဏ္ဍတွေမှာလည်းအရန်တိုးတက်လာတယ်သူတို့စုချင်းမြင့်ပွဲတွေနောက်တစ်ခါဒီဂုံတူးတွေအားအစအစအရာရာတော်တော်ကိုမြင့်မြင့်မားမားနဲ့ဘက်ဆောင်ပုံမျိုးတိုးတက်လာတာကိုတွေ့ရှိရပါတယ် ဟုတ်ကဲ့ပါဦးထပ်မံပြီးတော့လည်းပေါ့နော်ဒီကျောင်းမှာရှိတဲ့မျိုးဆက်တစ်ကျောင်းသားကျောင်းသူတွေအတွက်ဥရောကျောင်းအကျိုးတော်ဆောင်အနေနဲ့ပေါ့လဲဆင်ခံပေးသွားဖို့အစီအစဉ်လေးရှိလားဆိုတာလည်းသိချင်ပါတယ်ရှင့်ဟုတ်ပါတယ်အရေးကြီးပါတယ်အဲ့ဒီမျိုးဆက်တစ်ကိုဒီဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ဖို့လွဲလွဲဖို့ကလည်း important အရေးကြီးတဲ့လုပ်ငန်းပါပဲအဲ့ဒီအတွက်ကိုလည်းဥရောကနေပြီးတော့လေဥရောတာဝန်ကြီးအခုချိန်ဆိုဥရောကနည်းနည်းလေးတက်ကြီးလာတဲ့ဘိုင်းကိုရောက်လာတဲ့အခါကျတော့ဥလေးတို့အနေနဲ့နောက်ထပ်မျိုးဆက်တစ်တွေကိုအခုအာဆီယံပူဇော်ပွဲဆိုရဲအဲ့လိုပြန်လွှဲနေပါပြီအဲမျိုးဆက်တစ်တွေကို သူ့ကန္နာနဲ့သူဟိုပါဘော best type best type ဘောပြောင်းလဲပြီးတော့တာဝန်ပေးနေပါပြီကျောင်းကျမဆံမတွေဆောင်းဆောင်မှုကျမကြီးဆောင်းဆောင်မှုဆိုလဲအဲ့လိုဇက်တိုက်ဇက်တိုက် best ကြီးကိုခေါ်ပြီးတော့ဟိုပါဘောမျိုးဆက်စ်ကိုလွှဲပြောင်းပေးနေတာတွေ့ရပါတယ်သူလှုပ်လဲလှုပ်ပေးနေပါတယ်ဟုတ်ကဲ့ပါရှင်ထပ်ပံပြီးတော့လည်းဥရောပဆောင်ရွက်နေတယ်အကြောင်းရဲ့အကျိုးတွေအတွက်ပေါ့နော်ထပ်ပံပြီးဘယ်လိုမျိုးကောင်းကျိုးတွေရအောင်လို့ဆောင်ရွက်ပေးနေတယ်ဆိုတာလည်းသိချင်ပါတယ်ရှင်ဒီအကြောင်းမှာဆိုရင်ဆရာကြီးအကြောင်းဆရာကြီးနဲ့တကွာမိဘဆရာအသင်းရောဒီမှာရှိတဲ့အကြောင်းကျိုးတော်ဆောင်ဖွဲ့ဆိုတာလည်းတကယ်ကို ဟိုဘယ်လိုပြောမလဲဟိုចောင်းပေါ်မှာအရန်ကိုအားတက်သရောလှုပ်တဲ့ចောင်းသားဟောင်းကြီးတွေကိုတိုင်းလှုပ်တဲ့ចောင်းចောင်းတော်ဆောင်ဖွဲ့လည်းရှိတယ်ဒီဘဆရာသင်းရှိတယ်နောက်တစ်ခါចောင်းဆရာကြီးရဲ့ဆရာဆရာမတွေပူပေါင်းမှုနဲ့ပေါ့နော်ဥရောရဲ့ចောင်းသားဟောင်းတွေနဲ့ပူပေါင်းမှုနဲ့တွေအတက်နိုင်ဆုံးကောင်းမွန်ဆုံးညညာဧကန္နာဟောကျမ်းမာဧကန္နာဟော နောက်တစ်ခါအာကသာပိုင်းရဲ့ဆိုင်ရာရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကဏ္ဍတွေအားလုံးကိုဒီဇက်တိုက်သူတို့ဟိုကဏ္ဍမျိုးစုံနဲ့ပေါ့နော်သူ့နေရာနဲ့သူ့ အဝင်ငွေကြပြည့်အောင်လို့တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာမယ်လို့ဦးကပြောချင်ပါတယ်သမမီဘတ်ဆောင်ထူးကျွန်ပထမဆုရအចောင်းသားចောင်းသူများနဲ့အတန်းချုပ်ပထမဆုရအចောင်းသားចောင်းသူများကိုဆုချီးမြှင့်ပေးရခဲ့ပါတယ်။တောင်းဆရာကြီးကလည်းအမတ်တရားစကားနဲ့စကားလက်ဆောင်များဟောပြောခဲ့ပါသေးတယ်ရှင်။ ပရိသတ်များရှင်အခြေခံပညာကျောင်းများအားဆိုရင်တော့လူငယ်များရဲ့အနာဂတ်အတွက်အလွန်ကိုအရေးပါလာပါတယ်။အဲ့ဒီလိုမျိုးအရေးပါတဲ့ကျောင်းများမှာတက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူများရဲ့အနာဂတ်အတွက်အသိမဲ့ပြုခွာကျင်းပပြုလုပ်ပေးလျက်ရှိတဲ့အထက်ကနှစ်တကောမြို့မှကျောင်းရဲ့ပညာရေးကျွန်းစုပေးဝဲအခမ်းအနားတင်ဆက်မှုကိုရနာချင်ပါရှင်။ဒီကနေ့ကျင်းပပြုလုပ်တဲ့အထက်ကနှစ်တကောမြို့မှကျောင်းရဲ့ပညာရေးကျွန်းစုပေးဝဲအခမ်းအနားကိုကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေ။ ပရိသတ်များကလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။